ားလုံးပဲမင်္ဂလာပါရှင်။ Hope for မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်ကျွန်မရင်းနေပို့တူတာရဝေဟာကြောင့်ရီကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့လက်ဆက်ခါစစ်ချိုခြင်းနဲ့စက်ချိုခြင်းတို့ရဲ့ကျွန်မရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တက်မှာလက်ဆက်ချိုတတ်တဲ့အချက်ခါချိုတတ်တဲ့အချက်ရှိပါသလား။ ဒါဆိုရင်တင်သိချင်လောက်ပဲအကြောင်းအရာပါလာမှာမို့အဆုံးထိကြည့်ပေးကြပါအောင်နော်လက်စစ်ချိုတာမကောင်းလားလက်စစ်လွဲမယ်တို့ခါကိုခဏခဏမချိုနဲ့ဆိုပြီးအင်းကလူတွေပြောတာကြောက်ဖို့ကြမှာပါနော်ဒါပေမဲ့အကျင့်ဆိုတာဖြောက်အပ်ခက်တော့အကျင့်ဖြစ်နေသူတွေအတွက်လက်ချိုလိုက်ရမှခါချိုလိုက်ရမှနေသားထိုင်သားရှိတာကြုံဖူမှဒီမှာပါဘေးရလူတွေအကြိုင်တော့လက်စစ်ချိုးတဲ့အတန်ကတော်တော်နာမဲ့အတန်လို့ထင်နေကြပေမဲ့တကယ်တော့နာကျင်မှုမရှိတတ်ပါဘူး ဘာလို့အစ်စ်တွေကိုချိုးလိုက်ရင် ဖောက်ဆိုပြီးအတန်ထွေးရလဲဒါဘာလို့ဖြစ်တာလဲဆိုပြီးသိပ္ပံပညာရှင်တွေကလေ့လာကြပါတယ်အစောဆုံးလေ့လာခဲ့ကြတာကတော့အစောဆုံးလေ့လာခဲ့ကြတာကတော့1940ခုနှစ်လောက်ကစခဲ့ပါတယ်အဲတုန်းကတင်တာက အစ်စ်ချိုးတဲ့အခါအယိုးချိတ်မှာ ဖုံးထားတဲ့အရွက်ခွက်ကလေးတွေအယိုးခက်ကလေးတွေတင်းကျပ်ပြီးပြန်ချောင်းသွားတဲ့အခါအတန်ထွက်လာလို့ထင်ခဲ့တာပါနောက်ပိုင်းမှာခေစားလာတဲ့ဒီအိုရီတခုကကြာ လက်စစ်ကိုချိုးလိုက်တဲ့အခါမှာအယိုးစင်နာကတစ်ရှူရီတွန်ခါလို့ထွက်တဲ့အတန်လို့ဆိုကြပြန်ပါတယ်။1980ခုနှစ်မှာတော့အာလုံတည်ချင်နေကြတဲ့အဖြစ်ကိုပေးနိုင်တဲ့လ ీల မှုတစ်ခုရှိခဲ့ပါတယ်။အဲဒီလ ీల ကြံရအယိုးစစ်တွေကြားထဲမှာချောစီအရေးတစ်ခုရှိပါတယ်။အဲဒီချောစီအရေးကအယိုးတွေလှုပ်ရှားရဲ့ချောမွေအောင်လုပ်ပေးပါတယ်။အစစ်တစ်ခုကိုချိုးလိုက်ရင် အစစ်ကြာကဟထားပါတယ်။ ပေါ်လွများလာရင်ပရက်ရှာကျသွားလို့အဲ့နေရာမှာရှိတဲ့ချောစီအထက်မှာပျော်ဝင်နေတဲ့ gas တွေအပြင်ကိုထွက်လာပါတယ်။အယိုးနှခုကြားတွေမှာပူစီပေါင်းတွေထွက်လာသလိုဖြစ်ပြီးအဲ့ဒီပူစီပေါင်းလေးတွေပြန်ပေါက်ထွက်သွားတဲ့အခါဖောက်ခနဲ့အတန်ကြတာပါ။ဒီ gas bubble theory ကလူတိုင်းလက်ခံတဲ့ theory ဖြစ်လာခဲ့ပြီး ပုံဖော်ဆက်အမျိုးမျိုးနဲ့စံတက်တဲ့အခါမှာလည်းအယိုးကြားမှာပူပေါင်းလေးတွေထွက်လာတာပေါက်သွားတာအစဉ်အဆက်ကိုမြင်တွေ့ရပါတယ်။ ောက်တစ်ချက်ထွက်ကြတာကတင်လက်စစ်တခါချိုးပြီးနောက်တစ်ခါချက်ချင်းပြန်ချိုးလို့အတန်မထက်တော့ပါဖောက်ခနဲ့အတန်ပြန်ထွက်ဖို့ဆိုအနည်းဆုံးနောက်ထပ်မိနစ်20လောက်ပြန်စားရပါတယ်အကြောင်းတော့အယုစစ်တွေကသူ့နေရာတူပြန်ရောက်ပြီးနေသားတကြပြန်ပြန်အောင်စားလိုပါပဲအဲဒီမှာပဲ gas bubble တွေပြန်ထွက်လိုပါဒါဆိုရင်ဟုတ်ပြီခဏခဏအစစ်တွေဂျုံနေရာကျမရဲ့အတွက်ကောင်းသလားဆိုသလား အခုချိန်ထိတော့လက်စစ်ကျူရာနဲ့ဆွေးရတဲ့ယောဂတွေဖြစ်တယ်လို့ဆွံ့ရမှုမရှိသေးပါဘူး။ဒိဋ္ဌာချက်တကောရတော့လက်စစ်ချိုးတဲ့အကျဉ်ရှိသူတွေက အသက်ကြီးလာရဲ့လက်စုပ်ကင်မှုအာနေသွားတာ၊လက်ချောင်းတွေအာနေတာ၊ရောင်ရမ်းတာတွေဖြစ်နိုင်တယ်လို့တွေ့ရပါတယ်။ဒါပေမဲ့ဒါလိုတိုင်းအသက်ကြီးရင်ဖြစ်ကြတာပဲမို့လက်စစ်ချိုးမှပိုဖြစ်တယ်ဆိုတော့အထောက်အထားခန့်ခိုင်းမှမရှိသေးပါဘူး။အစင်းမြင့်ကိုင်းယောဂတကောဖြစ်တဲ့ osteoarthritis ယောဂနဲ့လည်းလက်စချိုးတာနဲ့ကသက်ဆိုင်မှုမရှိဘူးဆိုတာသိရှိရပါတယ်။ဒါကြောင့်အချို့အပြည့်ပြောရမယ်ဆိုရင် အစစ်ချိုးလို့အစစ်မြေယောဂရရဲဆိုတာမဟုတ်ပါဘူးနော်။ဒါပေမဲ့တတိထားမယ့်နေရာတွေကတော့အဲဒီနေရာတွေကအရေးကြီးတဲ့အယုံကြော်ရရှိနေရမလို့အလွန်ကြုံလို့မြင်ခါလိန်သွားတာခါစိတ်ယိုကျွန်းသွားတာလက်ပင်အဆက်လွဲသွားတာစရိဖြစ်နိုင်ပါတယ် လက်စစ်ခြေဆက်ချူရာကအန်တီမရှိပေမယ့်ဆက်ချူရာနဲ့ခါချူရာကိုတော့တတိထားတင်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့လက်စစ်ခါစစ်ချူခြင်းနဲ့ဆက်ချူခြင်းတို့ရဲ့အကြမ်းအရေးအကြောင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးဟာဆိုရင်တော့လက်စစ်တွေခါစစ်တွေဆက်ချူရီချူတက်တဲ့သူတွေအတွက်အသုံးဝင်မှာဖြစ်ပါတယ်။အခုကြည့်တဲ့ဗီဒီယိုတွေမှာလက်စစ်တွေခါစစ်တွေ စက်ကြောရချွတ်တက်တဲ့သူတွေရှင်အခုပြောပြပေးတဲ့အချက်တွေထဲမှာတရှိနားလေလောက်ပြလို့ထင်ပါတယ်ကေတာဆိုရင်တော့အခုနားဆင်နေတဲ့ပရိသတ်တွေထဲမှာလက်စစ်ခြေစက်ချွတ်တက်တဲ့အကျဉ်းရှိရဆိုရင်တော့အလွန်အကျံမလုပ်ပါနဲ့လို့အကျံပြုံးနေဒီကနေ့ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရှင်းတာခွင့်ပြပါရှင် အဆုံးထိအားပေးနာဆင်ပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နာဆင်သူပရိသတ်များအားလုံးစိတ်ကြံတာခြင်းကိုကျေးဇူးတင်ပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျမရီရဲ့ Hope for Myanmar Channel မှာဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ကျမပြောရှင်တဲ့နေ့အတိုင်းကိုအဆင်ထွက်ရရှိပိုင်ဆိုင်နေကြပါစေရှင်။